ိုင်းနိုင်ငံမဲဆောက်မြို့ကအကောက်ခွန်ရုံဝင်းထဲမိလောင်မှုကြောင့်ဝင်းထဲမှာသိမ်းယူထားတဲ့မော်တော်ကားအစီး300လောက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မတ်လ18ရက်နေ့ညပိုင်းကထိုင်းမြန်မာချစ်ချည်ရေးတရားအမှတ်နဲ့နားမှာရှိတဲ့မော်တော်ကားတွေသိမ်းဆီးထားရနေရာကိုမီးကူးဆက်လောင်ကျွမ်းခဲ့တာပါ။ကားအစီး200လောက်ကလုံးဝပြင်မရအောင်ပျက်စီးခဲ့တယ်လို့နောက်ထပ်100လောက်လည်းအပြက်အစီးတွေကျုံခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။ တင်ထားတဲ့ကားတွေရဲ့စုစုပေါင်း၃ပုံ၃ပုံလောက်မိလောင်ခဲ့ပေမဲ့အဲ့ဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူး။တန်စီရုတ်ခတ်ထားတဲ့ဝင်းထဲမှာမီးကူးဆက်လောင်ကျွမ်းနေမှုတွေကိုမိသက်တပ်ဖွဲ့က၂နာရီလောက်အချိန်ယူပြီးနှိမ့်သက်ခဲ့ရပါတယ်။အဲ့ဒီအတော့တွင်ကားတွေရဲ့စီတိုင်ကြီးတွေမိလောင်ပောက်ကွဲတာတွေလည်းဖြစ်ခဲ့ပါသေးတယ်။အကောက်ခွန်အရာရှိတအူကအဲ့ဒီကားအလုံးဟာဂျပန်ကနေတင်သွင်းလာတဲ့တပတ်ရစ်ကားတွေဖြစ်ပြီးမူလကမြန်မာနိုင်ငံကိုဆက်လက်ပို့ဆောင်ဖို့စီစဉ်ထားခဲ့တာလို့ပြောပါတယ် ဒါပေမဲ့လည်းမြန်မာဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင်းလမ်းတွေပိတ်တံတားတွေပြက်စီးကုန်တဲ့အတွက်ကားတင်သွင်းလာသူတွေဟာအဲ့ဒီကားတွေကိုထိုင်းဘက်မှာပဲဆက်လက်ထားရှိခဲ့တယ်လို့ဆိုပါရယ်။နောက်တော့ကားတွေထားဖို့ခွင့်ပြုသက်တမ်းကာလကုန်ဆုံးသွားတဲ့အတွက်အကောက်ခွန်ဌာနကသိမ်းယူပြီးအဲ့ဒီကားဝင်ထဲမှာစုထားခဲ့တာပါ။အဲ့ဒီနေရာမှာကားအစီးရေတထောင်လောက်အထိရှိနေခဲ့တယ်လို့သိရပါရယ်။ ကားတွေကိုဌာနကတာဝန်ယူပြီးလေလံတင်ရောင်းချဖို့ကြိုးစားဘူးပေမဲ့ကြမ်းခင်းဆေးမြင့်နေတာကြောင့်စိတ်ဝင်စားသူမရှိခဲ့ပါဘူး။ဒါကြောင့်ကြမ်းခင်းဆေးကိုနှိမ့်ပြီးလေလံတင်မဲ့နောက်ထပ်တစ်ချိန်အတွက်စီစဉ်နေတုန်းမှာအခုမီးလောင်မှုနဲ့ကြုံခဲ့ရတာပါ။မီးစတင်လောင်ကျွမ်းတဲ့အကြောင်းရင်းကိုမသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါရဲ့ရှင်။